င်းရဲတပ်ဖွဲ့ဟာဗန်ကောက်မြို့ရဲ့ Victory Monument မှာဇွန်28ရက်နေ့အတွက်စီစဉ်ထားတဲ့အရေးကြီးတဲ့ဆန္ဒပြပွဲကိုစနစ်တကျထိန်းသိမ်းနိုင်ဖို့ပြင်ဆင်နေပါတယ်။ဒီဆန္ဒပြပွဲဟာဝင်ကြီးချုပ်ဖဲတောင်းတန်ရှီနာဝိထရာနဲ့ကမောရီးယားအထက်လွှတ်တော်ဥက္ကဋ္ဌဖွန်ဆန်တို့ရဲ့ပြောဆိုမှု အတန်ဖိုင်ပေါက်ကြားပြီးနောက်သူမကိုယာရူးကနေနှုတ်ခတ်ဖို့တောင်းဆိုဖို့ရည်ရွယ်ပါတယ်။ထိုင်းရဲတပ်ဖွဲ့ကလုံခြုံရေးရင်ထိန်းနဲ့ အရက်ဝတ်ယူနီဖောင်းဝတ်အရာရှိတွေအပါအဝင် အရာရှိ1200ခန့်ကိုချထားပြီးစီကံထိန်သိမ်းဖို့နဲ့2015ခုနှစ်ပြည်သူစည်းဝေးပွဲဥပဒေကိုအကောင်အထည်ဖော်ဖို့အတွက်အာဏာပိုင်တွေကလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့အများပြည်သူရဲ့စီကံထိန်သိမ်းရေးကိုဟန်ချက်ညီအောင်ထိန်းထားဖို့ပြည်ပြူထားတယ်လို့ရဲတပ်ဖွဲ့ပြောခွင့်ရသူရဲမှူးချုပ်အာချာယွန်းခရိုင်တုံကပြောပါတယ်။ ဆန္ဒပြပွဲမတိုင်ခင်ပြုလုပ်နေစဉ်နဲ့ပြီးမှစောင့်ကြည့်မှုတွေပြုလုပ်သွားမှာဖြစ်ပြီးအ धिक လမ်းမကြီးတွေနဲ့ BTS ဘူဒာယုံတွေအနီးမှာစစ်စေးရေးဂိတ်တွေကိုထပ်တိုးချထားမှာဖြစ်ပါတယ်။တန်တရားဖြစ်ပွဲလှုပ်ရှားမှုတွေကိုခြေရာခံဖို့အတွက်တနိုင်ငံလုံးအတိုင်းအတာနဲ့စောင့်ကြည့်လေ့လာရေးလုပ်ငန်းတွေကိုလည်းညွှန်ကြားထားပါတယ်။ပြည်သူလူထုအနေနဲ့ဇွန်28ရက်နေ့မှာ Victory Monument Area ကိုရှောင်ရှားဖို့အကြံပြုထားပြီး အရေးပေါ်အခြေအနေတစုံတရာရှိပါက190တက်ဟော့လိုင်းကိုဆက်သွယ်အကြောင်းကြားနိုင်တယ်လို့သိရပါတယ်။